တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့2025ပြည်သူ့ဂုံရီစုဒေါ်ဆန်းစုကြည်ရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်2025ခုနှစ်အတွက်ရွေးချယ်ချီးမြှင့်တဲ့16ကြိမ်မြောက်ပြည်သူ့ဂုံရီစုကိုဒေါ်ဆန်းစုကြည်ကိုရွေးချယ်ဂုံပြုလိုက်ကြောင်းစုရွေးချယ်ရေးအဖွဲ့ကယမန်နေ့ကထုတ်ပြန်လိုက်ပါတယ် လူမှုကောင်ဆောင်ဖြစ်တယ်လို့မတရားဖန်ဆီးခံနိုင်ငံရေးအကျဉ်းသားတအုပ်ဖြစ်တဲ့ဒေါက်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီဌာနခွဲအသီးသီးမှရှိတဲ့အဖွဲ့သားများမှယူသေးလေးစားတံပိုးထားပြီးဂုံယူဝင်ကြောစွာနဲ့ဂုံပြူပါကြောင်းအသိပေးကြညာအပ်တယ်လို့ဖော်ပြထားပါတယ်16ကြိမ်မြောက်ပြည်သူ့ကွန်ရီစုဂုံပြုတ်ပွဲအခမ်းအနားကို American ပြည်ထောင်စု Texas ဌာနခွဲ Houston မြို့မှာလာမယ့်မေလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးဂုံပြုတ်ပွဲအစီအစဉ်များကိုထပ်မံအသိပေးကြေညာသွားမယ်လို့ဆိုပါတယ် ်အမေရိကန်နဲ့နိုင်ငံတကာရောက်မြန်မာပြည်ပွားများက2010ပြည့်နှစ်မှာစပြီးနှစ်စဉ်ရွေးချယ်ချီးမြှင့်တဲ့ပြည်သူ့ကောင်ကြီးစုကို2024ခုနှစ်ຫນွေဦးတော်လန်ရေးမှာပါဝင်နေတဲ့လူငယ်များရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုများ2023ခုနှစ်မှာပြည်သူ့တန်အမတ်ကြီးဦးကျော်မုံထွန်း2022ခုနှစ်မှာပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကရရှိခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အပြည့်ရဲ့ကာလတပတ်ထပ်တိုးချောင်းစစ်ကောင်စီဆိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယာယီပြစ်ခတ်တိုက်ခိုက်မှုရစေးကာလကိုဧပြီလ23ရက်နေ့မှ30ရက်နေ့အထိတပတ်ထပ်မံတိုးလိုက်ကြောင်းယနေ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ပါတယ်။ဧပြီလ2ရက်နေ့မှာစတင်ခဲ့တဲ့ရက်နှစ်ဆယ်ကြာအပြစ်ခတ်ရစေးမှုတပ်တန်းကာလဟာယနေ့မှာပြီးဆုံးပြီးနောက်နောက်ထပ်တပတ် တိုးမြင့်တက်မှတ်ကြောင်းစစ်ကောင်စီကထုတ်ပြန်လာခြင်းဖြစ်ပါတယ်။စစ်ကောင်စီဟာအဲ့ဒီလိုအပြစ်ခတ်တိုက်ခိုက်မှုများရစေးကြောင်းကြီးညာချက်များထုတ်ပြန်ထားပေမဲ့မြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများကနေ့စဉ်နဲ့မျှရှိနေခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်၊ PDF များထိန်းချုပ်ထားတဲ့တပိတ်ကျင်းနယ်စင်ကူးမြို့နယ်၊အာရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တွေကမြို့နယ်များမှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်ခဲ့ရမှာအရက်သား40ကျော်တေဆုံးထားကြောင်းမြေပြင်အချက်အလက်များအရသိရှိရပါတယ်။ဒါပြင်အပြည့်ရက်ကာလရက်20ပြည့်ယနေ့နနက်ပိုင်းမှာနောင်ချိုမြို့နယ်အုံမဒီကြေးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်တချို့ထိမှန်ပျက်စီးသွားကြောင်းတောင်းအောင်တက်မတော် TNL ကထုတ်ပြန်ထားပါတယ် စစ်ကောင်စီဟာ TNL ထိန်းချုပ်ထားတဲ့မြို့နယ်များကိုစစ်ရင်အားဖြည့်တင်းခြင်းဒိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း TNL ဘက်ကပြောဆိုထားပါတယ်။ညီနောင်မဟာမိတ်၃ဘွဲ့မှငလင်တန်တင့်ပြည်သူများနဲ့လူထုရဲ့အခက်အခဲများကိုစာနာထောက်ထားသောအဖြစ်ဒိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတလတာတစ်ဖက်သက်အပြစ်ရဲကြောင်း April 1ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါအပြင်ပြည်ပခတ်ဒန်တင့်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကအပြင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အကူအညီပေးရေးကြိုးပမ်းမှုများကိုပံ့ပိုးကူညီထောက်ပံ့ဖို့အပြစ်ခတ်ရဲစဲမှုကိုတတ်တန်းတိုးချဲ့သွားမယ်လို့စစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တို့ကပြောခဲ့ကြောင်းမလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကဧပြီလ28ရက်နေ့မှာထိုင်းနိုင်ငံမြို့တော်မှာသတင်းတောက်များကိုပြောကြားခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆက်လင်းမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်တေဆုံးကအလောင်းများကိုဖော့ကနဲ့တေယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်တေဆုံးကတေဆုံးစစ်သားအလောင်းများကိုဖော်ကားနဲ့လာရောက်တေဆောင်သွားကြောင်းဗမာတပ်တော်အမတ်3စစ်ဦးစီးကုတ်ကဲရီယုံကုတ်ကဲရီမှုကပြောကြပါတယ်။ဧပြီလ19ရက်နေ့နနက်9:35မိနစ်အချိန်စလင်းမြို့နယ်နှွေတမဲကြီးရွာမှာနှွေတမဲမြောင်းတိုင်းရှောင်းရော်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား150ခန့်ပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှာနနက်10:45မိနစ်အချိန်မှာတော်လန်ရေးတပ်ဖွဲ့ဝင်များထောင်ထားတဲ့မိုင်းကိုနှီးမိပြီးပောက်ကွဲခဲ့ကြောင်း အဲ့ဒီနောက်စစ်ကောင်စီတပ်သားများကမန်းရှင်းလေးရေးလှုပ်ဆောင်ပြီးဒဏ်ရာရစစ်သားများကိုတည်ဆောင်ကဆက်လက်ချီတက်လာခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုချီတက်လာမှုကြောင့်ဗမာတပ်တော်အမှတ်839ခွန်တက်ရင်ပေါ့တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြူတက်ဖွဲ့တို့ကစောင့်ကြို၍နနက်7:45မိနစ်အချိန်မှာလက်နက်ကြီးလက်နက်ငယ်များနဲ့စတင်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းတော်လန်ရေးတက်ဖွဲ့ဝင်များထောင်ထားတဲ့ရှေ့ထွက်မိုင်းများနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ရင်ထီတွေ့တိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီစစ်ကြောင်းကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်လက်နက်ကြီးများမှာဆလင်းမြို့နယ်ပန်တော်ကြီးကျေးရွာကိုကျရောက်ပောက်ကွဲခဲ့ပြီးဒေသနေပြည်သူ9ဦးထိခိုက်ခဲ့ကအမျိုးသားတအူးကတော့နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်တို့တို့ဧပြီလ20ရက်နေ့နက်9:58မိနစ်အချိန်မှာစလင်းမြို့နယ်တမြင်ကင်းမှာတော်လိုင်းရဲတပ်များကမိုင်းထောင်၍ခုခံတိုက်ခိုက်ရန်ပြင်ဆင်နေချိန်မှာစစ်တပ်ကညောင်ကုန်းမဲဇလီရွာဘက်မှစတင်ပစ်ခတ်ခဲ့ကြောင်း အလားတူပန်တော်ကြီးရွာနဲ့မြောင်းခွရွာဘက်နေရာများကိုလည်း drone များနဲ့ပြန်ဝဲရေကင်းထောက်ခဲ့ကြောင်းသိရှိရပါတယ်ဒါကြောင့်ဧပြီလ20ရက်နေ့နက်နက်10:30မိနစ်အချိန်ခန့်မှာတော်လန်ရေးတပ်ပေါင်းစုကအကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာညောင်ကုန်း point နဲ့ရှာတော်လက်ပံ point တို့ကို drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကလည်း jet fighter နဲ့ပန်တော်ကြီးရွာကိုနှစ်ကြိမ်တိုက်တိုင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်နဲ့ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ ်ရင်းနှင်းမွန်တဲ12:50မိနစ်အချိန်မှာအကြံဖတ်စစ်တပ်မြေပြင်စစ်ကြောင်းက80ချီတက်လာခဲ့ရာမေဇလီခွေရွာအထက်မန္တလေးဖျားကြီးအင်းဤဗမာတပ်တော်ကထောင်ထားတဲ့မိုင်းကိုစစ်တပ်ကနေမိပြီးပေါက်ကွဲခဲ့ကြောင်းမိုင်းပေါက်ကွဲချိန်မှာဗမာတပ်တော်ရဲဘော်များကစစ်တပ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ3နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်မကွေးလီတပ်မှတိုက်လီရင်များနဲ့၅ချိန်တိုင်လေချောင်းပစ်ကူပေးခဲ့ပြီးအဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်မြောင်းခွရွာမှနေအိမ်တလုံးမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့စစ်ကြောင်းကလေကြောင်းပစ်ကိုအကြိမ်များစွာအသုံးပြုလျက်ဆက်လက်ထိုးစစ်ဆင်လာခဲ့ပေမဲ့လည်းတော်လန်ရေးတပ်ပေါင်းစုများဘက်မှလက်နက်ကြီးလက်နက်ငယ်များနဲ့နောက်မဆုတ်တမ်းပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထို့ကြောင့်စစ်တပ်မှအထိနာပြီးဧပြီလ20ရက်နေ့ညနေ3:44မိနစ်အချိန်မှာနောက်တိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားအများအပြားတိုက်ဆုံခဲ့ပြီးလူနာများကိုစလင်းစေးရုံကိုမပို့ဆောင်နိုင်ပဲစစ်စေးရုံကိုသာပြောင်းရွှေ့ပို့ဆောင်နေရတယ်လို့တပ်တွင်းသတင်းများအရသိရှိရကြောင်းဗမာတပ်တော် BA ကဆိုပါတယ်။ ဧပြီလ20ရက်နေ့ညနေ6:18မိနစ်အချိန်မှာညောင်ကုန်းရွာနဲ့ရှားတော်ရွာဘက်မှာစစ်တပ်ကခစ်တပ်အခြေပြုနေစမှာဗမာတပ်တော်နဲ့ပူးပေါင်းတပ်များကဒရုန်းပုံများ60မမလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားများထိခိုက်ကြဆုံများခဲ့ကြောင်းမကွေးလီတပ်မှလေကြောင်းပစ်ကူ9ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေအသေးအဆုံးများတယ်ဆိုတဲ့သတင်းကတော့တော်တော်ရတယ်။ခံမှန်းကြီး20ကျော်ကျော်လောက်အသေးဆုံးရှိတယ်လို့သိရတယ်။ပြီးတော့4ကားနဲ့အသေးအလောင်းတွေကိုလာတိုက်သွားတယ်လို့သတင်းရတယ်။ ဇလင်းတက်နဲ့253 354 255တက်ထဲကနေ4ကနဲ့လာတိုက်သွားတာပခုတ်ကူတက်မှ133 1လက်အောက်ခံတက်ဖြစ်ပါတယ်လက်ရှိအထိတိုက်ပွဲအခြေအနေကဖြစ်နေတော့မရှိသေးတဲ့မငြိမ်သေးဘူးအခုချိန်အထိနွယ်တမဲအထိရောက်အောင်တော့မဆုတ်သေးဘူးငပြောတော့ဘက်တွေမှာရှိနေတော့မရှိသေးတယ်လုံလုံဆုတ်မသွားတဲ့အတွက်ကာနေရတဲ့အနေထားမျိုးပေါ့သူတို့တွေတက်လို့မရဘူးဖြစ်နေတယ်လို့ဗမာတက်တော်အမတ်3စစ်ဦးစီးကုတ်ကေးရုံကုတ်ကေးရီမှုကပြောကြပါတယ် အဆိုပါတိုက်ခိုက်မှုများကိုဗမာတပ်တော်အမတ်ခွန်တုံညခွန်တရင်ပောက်တောင်ပိုင်းကျမ်းမာရေးနှင့်တူနာပြုတ်တပ်ဖွဲ့ဒေါင်းစစ်အောင် LPDF မင်းဘူးခရိုင်အမတ်1တရင်မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့ပကဖဆလင်းတို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ကြောင်းသိရှိရပါသည် စစ်တပ်ကလေကြောင်းပစ်ကူယူ၍စလင်းမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေပြီးလက်ရှိအချိန်ထိတော်လန်ရေးတပ်ဖွဲ့များထိန်းချုပ်နေမျိုးကိုထိုးပေါက်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။စလင်းမြို့နယ်အတွင်းမှာစစ်တပ်ကအင်အားများစွာတုံးပြီးစစ်ကြောင်းများခွဲကထိုးစစ်ဆင်နေတဲ့အတွက်ပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်လက်နက်ကြီးအန္တရာယ်များကြောက်ရွံ့ခြင်းမရှိစေရန်ဘုံကိုခြင်းများတူထားရန်နဲ့ပြည်သူကာကွယ်ရေးတပ်များရဲ့ညွန့်ကြားချက်များကိုတသွေမတိတ်လိုက်နာဆောင်ရွက်ကြရန်တတိပေးတိုက်တွန်းထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်လမ်းမိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်နဲ့ရိုးမအဆက်မှရှိတဲ့ကြေးရွာတွေကိုဇက်တိုက်ဘုံကျဲပစ်ခတ်နေမင်းလာမျိုးပေါ်မှာလဲစစ်တပ်ကခံစစ်ပြင်ဆင်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲကိုးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ရိုးမအဆက်မှာရှိတဲ့ကျေးရွာတွေကိုစက်တိုက်ဘုံကျဲပစ်ခတ်နေပြီးမင်းလာမြို့ပေါ်မှာလည်းစစ်တပ်ကခံစစ်ပြင်ဆင်ထားနေကြောင်းဒေတာတွင်သတင်းအရင်းမြစ်များကပြောဆိုပါတယ်။ယနေ့ဧပြီလ22ရက်နေ့နနက်10:00နာရီကျော်ခန့်မှာစတင်ပြီးမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲစတင်ပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှထိကြိုက်တေဆုံးသူများပြခဲ့ပြီးစစ်သားအလောင်းများနဲ့ဒဏ်ရာရစစ်သည်များကိုမင်းလှဆေးရုံကိုပို့ဆောင်နေကြောင်းမင်းလှဆေးရုံမှာလည်းပြင်ပလူနာများကိုဆက်လက်လက်ခံခြင်းမရှိတော့ဘဲဒဏ်ရာရစစ်သားများကိုသာစေကူတရန်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာအကြံဖတ်စစ်တပ်ကမင်းလာမြို့နယ်အပိုင်းပဲခူးယိုးမှအဆက်မှာရှိတဲ့ကြေးရွာတွေကိုလေရင်နဲ့ဇက်တိုက်ပစ်ခတ်ဘုံကျဲတိုက်ခိုက်နေပြီးရဟတ်ရင်များလည်းဇက်တိုက်ပြန်ဝဲနေကြောင်းပြည်သူများထိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ ဒါပြင်အကြံဖတ်စစ်တပ်ကလက်ရှိအချိန်မှာမင်းလားမြို့ထဲမှာခံစစ်ပြင်ဆင်နေပြီး PDF တပ်ဖွဲ့များမြို့ကိုလာရောက်တိုက်ခိုက်မိကိုစိုးရိမ်နေကြောင်းမင်းလားမြို့မှာ yes scan ကိုလည်းစစ်တပ်ကပိတ်ချလိုက်ပြီး yes scan ခေါင်မိုးများပေါ်မှာပါမကြမ်းတနက်များထောက်ရအသင့်နေရယူထားကြောင်းသိရှိရပါတယ်။တိုက်ပွဲကရန်ကုန်ပြည်လမ်းပိုက်မှာဖြစ်တဲ့ စစ်ခွေးတွေတော်တော်အထိနာတယ်အသေးလည်းများတယ်ဒဏ်ရာရလည်းများတယ်မင်းလာစေးယုံမှာစူညံ့နေတာပဲဒဏ်ရာရစစ်ခွေးတွေဇက်တိုက်ကိုရောက်နေတာအလောင်းတွေကအများကြီးပဲစေးယုံလူပြည့်နေလို့ပြည်ဘက်ကိုပါလွှဲနေရတယ်လို့သိရတယ်မင်းလာမြို့ထဲမှာစစ်ခွေးတွေကခံစစ်ပြင်းနေပြီး PDF တွေလာတိုက်မယ်ဆိုတဲ့တရင်တွေကပြန့်နေတော့စစ်ခွေးတွေမြို့ထဲမှာပွက်လောရိုက်နေတယ် မြို့အဝင်အထွက်ကိုလည်းပိတ်ထားတယ်သူတို့ရှိတဲ့နေရာတွေကိုဘသူကိုမှဖျက်တမ်းခွင့်မပေးတော့ဘူးယူမအဆက်ကိုလည်းလေကြောင်းတိုက်ခိုက်မှုကဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန်းမြန်မာဈေးကြိုပလာဇာနဲ့အမွာအဆောက်အုံ25တက်မှလူနေထိုင်ခြင်းမပြုရန်တတ်မှတ်၍ပလာဇာဆိုင်ကဲများမှပြည်စည်းများရွှေ့ပြောင်းပြီးဈေးပိတ်မယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အင်အားပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်များလှုပ်ခတ်မှုကြောင့်မန်းမြန်မာဈေးကြိုပလာဇာနဲ့အမွှာအဆောက်အုံ25တက်မှာလူမနီထိုင်ရတက်မှတ်ပြီးပလာဇာမှာရှိတဲ့ပစ္စည်းများကိုရွှေ့ပြောင်းရမန်းမြန်မာဈေးကြိုပလာဇာကိုပိတ်သိမ်းမှာဖြစ်ကြောင်းသိရှိရပါတယ်။ ယမန်နေ့ဧပြီလ22ရက်နေ့ကစတင်ပြီးမန္တလေးမြို့84လမ်း28လမ်းနဲ့28လမ်းကြားမှာရှိတဲ့မန္တလေးပလာဇာဈေးကြီးကိုပြန်လည်ဖွင့်လှစ်ထားပြီးအဲ့ဒီလိုဖွင့်လှစ်ခြင်းမှာဆိုင်ကဲများမှာရှိတဲ့ပစ္စည်းများကိုရွှေ့ပြောင်းရန်အတွက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းမန္တလေးမြို့85လမ်းမှာနေထိုင်သူတို့အထံမှသိရှိရပါတယ်။ ဈေးကြိုပလာဇာနဲ့အမွာ25တက်ကငလင်လုတ်တုံးကဘာမှမဖြစ်ဘူးနောက်ဆက်တွဲငလင်တွေလုတ်တော့တိုက်နေရန်တွေအက်ကွဲလာတယ်အဲ့ဒါနဲ့လူမနေရတော့ဘူးဈေးဆိုင်တွေပစ္စည်းထုတ်ရပြီးပိတ်ရမယ်လို့သိရတယ်ဖြိုချမယ်လို့လည်းသိရတယ်လို့ယင်းဈေးကြိုပလာဇာအနားမှာနေထိုင်သူတို့က AR Time ကိုပြောပါတယ် လက်ရှိမှာမန်းမြမာဇီဂျူပလာဇာ6ထပ်နဲ့အမွာ25တပ်မှလူနေတိုက်ခန်းများဖြစ်ပြီးငလင်တန်ကြောင့်ထိခိုက်မှုများရှိလာကြောင်းလက်ရှိမှာအမွာ25တပ်မှလူနေထိုင်ခြင်းမရှိဘဲမြည်သည့်အပိုင်းကိုမြေကဲ့သို့ဖြိုချပြုပြင်မိကိုအသေးစိတ်သိရှိရခြင်းမရှိသေးကြောင်း၎င်းကဆက်လက်ပြောကြပါတယ်အဆိုပါဇေ85လမ်းဘက်ကိုမျက်နာပြုတ်ထားတဲ့ဈေးဆိုင်ကမ်းများတကြံပိတ်ရအတွင်းမှာလိုအပ်တဲ့ပြင်ဆင်မှုများမပြီးဆုံးပါကဆက်လက်ပြင်ဆင်နေစဉ်ကာလအတွင်းခိတ္တရာရီပိတ်ထားရမှာဖြစ်ကြောင်းဈေးအကျိုးတော်ဆောင်အဖွဲ့ကဧပြီလ17ရက်နေ့မှာထုတ်ပြန်ပါတယ် ဒါအပြင်မန်းမြန်မာပလာဇာဟာငလင်လောက်ကမှုကြောင့်မြေအောက်ထပ်ကပခင်ဘက်အချမ်းမှာရှိတဲ့ထုတ်တန်းသုံးချောင်းထိကြိုက်တဲ့အတွက် တောက်ထောက်ထားရကြောင်းမြင်းညီဒတ်တိုင်းနဲ့ထုတ်ဆောင်ချက်ငါးနေရာမှာလည်းပြန်လည်ပြုပြင်ရမှာဖြစ်ကြောင်းဈေးအကျိုးတော်ဆောင်အဖွဲ့ကဧပြီလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မန်းမြန်မာပလာဇာမန်းမြန်မာဈေးကျိုပလာဇာကို2004ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2010ပြည့်နှစ်မှာပလာဇာဖွင့်လှစ်နိုင်ခဲ့က2014ခုနှစ်မှာလူနေတက်ခန်းများပြီးစီးကြောင်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ match လ28ရက်နေ့ကစကိုင်းကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်တဲ့ Richter's K 9.8နဲ့9.5အပါအဝင်ငလင်လှုပ်ခတ်မှုပေါင်း153ကြိမ်ရှိကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Mandalay Sky Villa Condo ပြိုကျမှုမှတည်ဆုံးသူရုံလောင်းတရာကျော်ထုတ်ယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်ပြိုကျခဲ့ရတဲ့မန္တလေးမြို့အောင်မြေတာဆန်မြို့နယ်မှာရှိတဲ့စကိုင်းဗီလာကွန်ဒိုအဆောက်အုံတွင်မှတေဆုံးသူရုပ်အလောင်း100ကျော်ထုတ်ယူထားကြောင်းမန္တလေးတိုင်းမိသက်ဦးစီးဌာနရဲ့စည်ရင်းများအရသိရှိရပါတယ်။စကိုင်းငလင်ကြီးကြောင့်မတ်လ28ရက်နေ့ကပြိုကျပျက်စီးခဲ့ရတဲ့စကိုင်းဗီလာကွန်ဒိုအတွင်မှ26ရက်အကြာယနေ့ဧပြီလ22ရက်နေ့မွန်လွယ်ပိုင်းအထိအသက်ရှင်သူ52ဦးနဲ့တေဆုံးသူရုပ်အလောင်း103လောင်းကိုထုတ်ယူခဲ့ကြောင်းဖော်ပြထားပါတယ်။ ဒါအပြင်ရုပ်အလောင်းကြန့်ရှိတဲ့နေရာများကိုပယ်ဖျက်ရှင်းလင်းရင်းနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ငလင်ကြီးမဖြစ်မီမက်ချ်လာ28ရက်နေ့အထိစစ်ကောင်စီရဲ့မန္တလေးတိုင်းထွေအုပ်စည်းရင်အချက်လက်များအရ Sky Villa ကွန်ဒိုမှာနေထိုင်သူ348ဦးရှိကြောင်းလူမှုຫນွေဦးထံကိုကယ်ဆယ်ရေးအဖွဲ့ဝင်များကအသိပေးထားပါတယ်။ဒါကြောင့်ကွန်ဒိုအတွင်းတည်ဆုံရုပ်အလောင်းများတွေ့ရှိမှုထပ်မံမြင့်တက်လာနိုင်တယ်လို့လည်းဆိုပါတယ်။ အောင်မြေတာဆန်မြို့နယ်လမ်း60 23 24လမ်းကြားမှာရှိတဲ့မြေကတအေကအကျဲပေါ်မှာတိဆောက်ထားတဲ့ Sky Villa ကွန်ဒိုမှာ၁၇ထက်ရှိတဲ့အဆောက်အုံလေးလုံးတွေပါရှိကငလင်လုတ်ခတ်မှုအပြီးအဆောက်အုံ၃လုံးမှာအလုံးစုံပြိုကျပြီးကြံတလုံးကတော့လေးတက်ခန့်မြေကြီးတွင်းနှိဝင်သွားခဲ့ပါတယ်။ Sky Villa ကွန်ဒိုအင်ယာစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြင်သူကုမ္ပဏီကတိဆောက်ခဲ့ခြင်းဖြစ်ပြီးပြင်းအား Register Skate ရှစ်အဆင့်ရှိငလင်တန်ခန့်နိုင်တယ်လို့ပြောဆိုကြေညာရောင်းချခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒါအပြင်ကြံရည်သူမိသားစုများဟာကွန်ဒိုအတွင်းမှာပိတ်မိနေတဲ့မိသားစုဝင်များကိုကိုပိုင်အစီအစဉ်နဲ့အခချင်းငွေပေးကထုတ်ယူခဲ့ရပြီးငွေကြေးလက်ဝတ်လက်စားယတနာပစ္စည်းများပြန်မရသေးတဲ့ဖြစ်စဉ်များရှိကြောင်းသိရှိရပါတယ်။အဲဒီနောက်ငါတို့ကလေးတွေအဆွဲပေါက်ပြီလားဆိုတဲ့တော်လန်ဘတ်တော်သားရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။လူငယ်တွေအခုလောက်ထိတုံ့ပြန်လာလိမ့်မယ်လို့ကျွန်တော်ထင်မှတ်ထားခဲ့ဘူးဆိုပြီးအာနာသိမ့်ပြီး6လအကြာမှာရုရှားမီဒီယာကိုဖွင့်ပြောခဲ့တဲ့သူကတော့မင်းအွန်လိုင်းကိုတိုင်ပဲဖြစ်ပါတယ်။ အဲ့ဒီလူငယ် PDF တွေကြောင့်ပဲမအားလာဟာနေမြေတွေအမြောက်အများစစ်စခန်းတွေတစ်ခုပြီးတစ်ခုစစ်လက်နက်တွေဘုံဘော်လော်ဆုံရှုံသွားခဲ့ရတဲ့အပြင်စိတ်ကူးယဉ်ထားတဲ့အိမ်မက်တွေဟာလည်းတစ်ခုပြီးတစ်ခုစကလုံးတွေအဖြစ်နဲ့သာကြံခဲ့ရပါတော့တယ်။နောက်ဆုံးရာပြည့်ကိုတိုင် PDF နဲ့ NUG ကိုတွေ့ဆုံဆွေးနွေးခြင်းမှာလေလို့ပြောရတဲ့အထိဖြစ်လာပါတယ်။ဆိုဝင်ကလည်း PDF တွေတပြေးပြေးအင်အားထွာလာနေတဲ့အတွက် တတိထလောက်ကင်ကြဖို့တတိထသွာလာနေထိုင်ကြဖို့စိုးရင်တကြီးမှကြလာရပါတယ် မအားလာကိုတိုင်ကလည်းတရုတ်ကိုပထွေးခေါ်ပြီးခြေသလုံးမလွတ်တန့်ဖတ်ထားရတဲ့အခြေအနေကိုရောက်ရှိသွားရပြီဖြစ်ပါတယ်။ဒါကြောင့်လဲတရုတ်ကိုစိတ်နဲ့တောင်မပြစ်မှားကြနဲ့ဆိုတဲ့အထိသူ့လူတွေကိုနားချနေရတာပဲမဟုတ်လား။မီတို့ပင်ဆိုစေနေပြည်တော်ဥတ္တရတီရိနေမြေအထိ PDF တက်တွေဝင်ရောက်လာပြီးသိန်း2000ကိုသိန်းဘုံမူးတွေပိုကြီးတွေတက်ကြက်ကြီးတွေကိုဖမ်းပြီးနောက်မက်ဆီကိုက်ခွင့်ပေးသွားတဲ့ဖြစ်ရဟာနေပြည်တော်ငလင်ခတာခံနေရတဲ့စစ်ဘုံကျုပ်ကြီးတွေအတွက်ငှက်ဆိုးထိုးတန်ပါပဲ။ ဒီမအေလုံးနေတော့ဒုက္ခပါပဲကွာလို့ညှိတွားနေကြရပါပြီ။နေအသက်တစ်ခါလွတ်ငါအသက်စေကလွတ်ဆိုပြီးငါသက်စေလွတ်မဲ့စစ်သားတွေခင်ဗျာလဲငါမလွတ်ရပဲငါသာဖြစ်သွားရှာရပါတဲ့။စစ်သက်22နှစ်ယာရုကဘီဝါမူကြီးဆိုတဲ့ဘုံမူးချုပ်အောင်ဟင်းဟာအသက်22နှစ်အရွယ်စစ်သက်က၄နှစ်တောင်မပြည့်သေးတဲ့ PDF စစ်ကြောင်းမူလေးရဲ့အဖမ်းကိုခံရပြီးရှက်ရဲရမ်းတဲ့အတွက်ထိထမှမက်ဆီကိုက်သွားရရှာပြန်ပါတယ်။ ဘောမာရီခမရမချီတင်ခဲ့ပောက်ကွဲနေကြတယ်ဘဲနဲ့လဲအကောင်ပောက်ကလေးကအပြက်မရှင်းပဲအ ਨੇ ဆုံးအင်အားအနှိမ်အဆင့်နဲ့မပြတ်မသားလုတ်ခဲ့တာအခု PDF တွေကအဆွဲပောက်ကုန်ကြပြီမှတ်ပလာခံပေါ်တဲ့ငါတို့ကလေးတွေတကယ်ကိုအဆွဲပောက်လာကြပြီပဲဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခမအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခမ